ားလုံးပဲမင်္ဂလာပါရှင်ပိုးရဲ့ cooking channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့စီလုံးဝမပါပဲအရန်ကိုစားလို့ကောင်းတဲ့ကရင်မြစ်တာလပုံဟင်းလေးနဲ့သူနဲ့လိုက်ဖက်တဲ့ငူတီးသိငပီတောင်လေးထောက်မှဖြစ်ပါတယ်သမင်းတူအလုံးပြောင်းတဲ့အထီးအရန်ကိုစားလို့ကောင်းတဲ့ဟင်းအတွဲလေးမျိုးမစားရသေးရင်တေချာပေါက်ချက်စားကြည့်ကြအောင်နော်ကဲစားချက်ဖို့အတွက်မြစ်အစိမ်းကိုပိုးအောင်ဝဘူးမြစ်လင်းတုံးထားပါတယ် မိုးရည်ဒီဆိုမြစ်တွေကအရန်ပေါ်တော့မိုးအေးလေးနဲ့ဆိုအရန်ကိုချက်ဆလို့ကောင်းပါရဲ့ရှင်။မြစ်လေးတွေကိုအခွန်ခွာပြီးရင်ပပလေးတွေလှိထားလိုက်ပါမယ်။အရင်ဆုံးမြစ်ကို ပထမတည်းရေစပြုတ်ထားလိုက်ပါမယ်။စူလာပြီဆိုရင်ပထမတည်းရေကိုသွန်ပြီးတော့ဒုတိယတည်းရေကိုထပ်ပြုတ်လိုက်ပါမယ်နော်။ဒုတိယတည်းရေကိုတော့မြစ်လေးတွေကြက်တဲ့အထိ45မိနစ်လောက်ပြုတ်လိုက်ပါမယ်။ တကယ်လို့ကိုကတညင်းနီးလေးတွေပါထည့်မယ်ဆိုရင်မြင့်နဲ့အတူတူတွဲပြုလို့ရပါတယ်ရှင်။ပြုတ်ထားတဲ့အချိန်မှာလိုအပ်တဲ့ပောင်းရင်ပစ္စည်းလေးတွေကို ပြင်ဆင်ထားပါမယ်။ခင်းရီကိုခက်ပြစ်ပြစ်လေးဖြစ်အောင်ဆန်ကိုနိုင်ဝက်လောက်အရင်ရေးဆေးထားပြီးတော့ညအောင်ထောင်းထားလိုက်ပါမယ်။ဆန်ကိုရေးဆေးပြီးတော့ရေးစစ်ထားလိုက်ရင်ပွလာပြီးတော့ထောင်းရတာပိုလည်ပါတယ်ရှင်။ဆန်မုန့်လေးတွေညံ့ညက်လေးနဲ့ဒီလိုအနေထားရပြီဆိုရင်ရင်းနှင်းနှင်းနဲ့ဖြောထားလိုက်ပါမယ်။ ဒါဆိုရင်တော့ဟင်းရည်တဲ့ထဲပိုဆန်းနှစ်လေးရပါပြီရှင်။ဟင်းရည်ကိုပူချိုအောင်လို့ပဇွန်ဘောကျိတ်လေးတွေကိုခေါင်းချိုတန့်စင်ပြီးတော့အလဲကုန်ပဲခြံပြီးထည့်ချက်ပါမယ်နော်။ကောက်ယူမှုလေးတွေကိုလည်းရေးစေးပြီးတန့်စင်ထားလိုက်ပါမယ်။ဇပလင်တစ်ချောင်းကိုလည်းထုထောင်းပြီးခြီးထားလိုက်ပါမယ်။ပြီးရင်တော့စိမ်းစားငပ်ပြီးလက်ဖက်ရည်စုံတစ်စုံမမောက်လောက်ကိုလည်းရေးဖြော်ထားလိုက်ပါမယ်။ ဒါလေးတွေကတော့မြေတားလပေါ်တဲ့ထဲပုံအသီးရွက်လေးတွေပါ။ပိုးကတော့ရွှေဖယုံနီး၊ရုံးမရီနီး၊ခရမ်းနီး၊ဘူးညွန်၊ပဲညွန်နဲ့ဒါလပေါ်ထဲမှာမပါမဖြစ်ပင်စိမ်၊စူပုတ်ရွက်နဲ့ငယူသီးသိမ်းလေးတွေကိုသုံးထားပါရရှင်။ဒါဆိုရင်ပြင်ဆင်ထားတာလေးတွေလည်းအကုန်ဆုံးပြီဆိုတော့စချက်လို့ရပါပြီ။ပြုတ်ထားတာ45မြင့်လောက်ရှိပြီဆိုရင်မြင့်လေးတွေချုံမချုံမြည်ကြည့်လို့ရပါပြီ ချိုးနေပြီဆိုရင်တော့ခုနကကျူပြောထားတဲ့စနစ်လေးတွေထည့်ပါမယ်။စနစ်လေးတွေခဲမသွားအောင်လို့ရေပွက်ပွက်ပြန်စုတဲ့အထိဇက်တိုင်မွေပေးရပါမယ်။မွေရင်မွေရင်နဲ့ပွက်ပွက်စုလာပြီဆိုရင်တော့ဇပလင်လေးတစ်ချောင်းကိုထည့်လို့ရပါပြီ။စိမ့်သားငပီရေပြောထားတာလည်းတစ်ခါတည်းပဲထည့်လိုက်ပါမယ်။ဟီအိုးကိုစနစ်လေးတွေကြက်တဲ့အထိ9မိနစ်လောက်ဆက်တည်ထားပြီးလိုက်ပါမယ်ရှင်။ ရပြီဆိုရင်ပစုံဘောကြိတ်လေးတွေထည့်ပါမယ်။မိုးလေးတွေကိုလည်းတစ်ခါတည်းပဲထည့်လိုက်ပါမယ်။ရေပြန့်စုလာပြီဆိုရင်တော့အသီးရွက်လေးတွေစထည့်ပါတော့မယ်။နူးဖို့နည်းနည်းကြတဲ့ရွှေပြုံနီးနဲ့ခရမ်းနီးလေးတွေအရင်ထည့်လိုက်ပါမယ်။ ဖြည်းဖြည်းုံင်းနဲ့ခရဲနီးလေးတွေချက်ပြီးဆိုရင်နူးမြန်တဲ့ရုံးမနေသည်ဘူးညော့ပဲညော့မြူတီသိန်းလေးတွေကိုထည့်လိုက်ပါမယ်နော်အရသာအတွက်စားနဲ့ဟင်းချုံမိုးကိုတော့ဟင်းရည်အနေများပေါ်မူတည်ပြီးလူတလောက်ထည့်လို့ရပါတယ်ရှင်ကဲအရသာလေးလည်းအနည်းတော်ဖြစ်ပြီးအသီးရွက်လေးတွေလည်းကျက်ပြီဆိုရင်နောက်ဆုံးအနေနဲ့မပါမဖြစ်စူးဖို့ရွက်နဲ့ပင်စိမ့်လေးအုပ်လိုက်ပါမယ် ဆိုရင်တော့စူပုံနဲ့မှွင်မွေပင်စိမ့်နဲ့တင်းတင်းနဲ့အရန်ကိုစားလို့ကောင်းတဲ့ကရင်မြစ်တလပေါ်လေးရပါပြီရှင်။မြစ်တလပေါ်နဲ့အရန်လိုက်တဲ့ငူသီးသိမ့်ငပိတောင်လေးကိုလည်းမပါမရှိထောင်းပါမယ်။အရင်ဆုံးစိမ့်စားငပိလေးတွေကိုမိခင်ထားပါမယ်။ဒါလေးတွေကတော့လှော်ထားတဲ့ငူသီးသိမ့်နဲ့ချက်သွန်ဖြူလေးတွေပါ။နာလော်ထားတဲ့ငူးသီးစိမ့်လေးတွေကိုမညက်တညက်အနေထားရအောင်အရင်ထည့်ထောင်းလိုက်ပါမယ်။ ပြီးရင်ကျတူမြူလေးတွေပါထည့်ပါမယ်။ပဇွန်ချောင်းမုံကိုထမင်းသာဆုံး၃ဇွန်လောက်ထည့်ပါမယ်။ပြီးရင်တော့ခုနကမိခင်ထားတဲ့စိမ်းသာငပိလေးတွေလည်းထည့်လိုက်ပါမယ်ရှင်။အရသာအတွက်စားနဲ့ဟင်းချုံမုံထည့်ပါမယ်။အရသာလေးတွေနှံ့နေအောင်တိချာလေးထောင်းပေးပါမယ်နော်။ထောင်းနေနေတော့ငပိတော်အနက်လေးကအရန်ကိုမှုတ်တက်လာပါရဲ့ရှင်။ အရသာရှူးရှူးရှင်းရှင်းနဲ့ထိမိနေပြီဆိုရင်တော့ရပါပြီနော်အဆက်မစားနိုင်ရင်ငေးဦးကြီးစိမ့်လေးတွေရှော့ထည့်ပြီးထောင်းလို့လည်းရပါတယ်ရှင်ပိုးကတော့တလပေါ်နဲ့ဆက်ဆက်လေးတွဲစားခြင်းနာကြောင့်ငေးဦးကြီးကိုနည်းနည်းပိုထည့်ထားပါတယ်ရှင်ငပိတောင်လေးကမြေတလပေါ်နဲ့တွဲစားဖို့လုံးဝကွက်တီထိမိနေရောပါပဲရှင် အခုဆိုရင်တော့မိုးအေးလေးမှစားဖို့မြစ်တလပေါ်ပူပူလေးနဲ့ငေးဦးသေးငပိတောင်ဆက်ဆက်လေးရပါပြီရှင်။ ညရဲ့အချိုရတာရဲ့ပစွန်ရဲ့မှုရဲ့အသီးရွက်လေးတွေရဲ့ပေါက်ဆက်ထားတာမို့လို့ချိုချိုလေးနဲ့အရန်တော့လို့ကောင်းနေဟင်လေးပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်